လူတယောက်တည်းစီကနေကြားနေရတဲ့နှလုံးခုန်တဲ့နှစ်ခုကရပ်တန့်သွားခဲ့ပြီးဂျိုကာရဲ့လူမဆန်တဲ့လုပ်ရမှုတစ်ခုကြောင့်စူပါမန်တယောက်သူချစ်ရတဲ့အမျိုးသမီးရဲ့မမွေးလာသေးတဲ့ကလေးလေးနဲ့သူ့ရဲ့မျိုးကိုပါဆုံးဆုံးလိုက်ရပါပြီစူပါမန်ကတတ်မှတ်နေတဲ့လူဝစီရဲ့ခန္ဓာကိုယ်ကိုသဲပြီးပျက်စီးနေတဲ့မက်ထရိုပိုလစ်မြို့ကိုပြန်ရောက်လာပါတယ်ဘတ်မန်ကဂျိုကာကိုအခန်းတစ်ခုထဲမှာဘာဖြစ်လို့အဲ့လိုလုပ်ခဲ့ရတာလဲဆိုပြီးစဉ်းမင်းနေပါတယ်ဂျိုကာကအချောင်းပြတ်ချက်လူသေးလို့လည်းငပက်လေးရပြီးခဲ့တဲ့အပတ်ကခွေးလေးတစ်ခုကိုတက်လိုက်တာနဲ့အများကွာသွားလို့လည်းလုပ်ပြန်ဖြေပါတယ်ဘတ်မန်ကဂျိုကာရဲ့အင်ကြီးကိုဆွဲလိုက်ပြီးမင်းနဲ့ငါ့ရဲ့ဂျာကာကိစ္စမှာဘာဖြစ်လို့သူတို့ကိုဆွဲထည့်တာလဲလို့မေးတော့ဂျိုကာကလည်းမင်းနဲ့က စားတဲ့အမြဲငါပဲရှုံးနေတော့ပြင်းလာပြီးအသက်စမ်းနေနဲ့ငါလှုပ်ကြည့်တာခင်တော်မထင်သာဘူးတော်တော်လေးကိုလွဲတာပဲခွေးလေးကိုရိုက်သက်တာတော့မပိုခတ်သေးတဲ့ဆိုပြီးစောက်ကြီးမဆိုင်တဲ့မျက်နှာနဲ့ပြန်ဖြေခဲ့ပါတယ်ပရိုပိုးလေးမြို့ထဲမှာတော့ Green Lantern နဲ့ Flash တို့ကမျိုးတွေကအသက်ရှင်ခဲ့တဲ့လူတွေကိုလိုက်ရှာပြီးကယ်ပေးနေပါတယ်ခွေးထဲငိုနေတဲ့ Superman ရဲ့အနာကို Wonder Woman ရောက်လာပြီး Clark လို့ခေါ်လိုက်ပါတယ် Superman ကသူ့ Lois ကိုတတ်လိုက်မိပြီး Diana လို့ပြောရင်ဝမ်းနဲ့ဆောင်ငိုနေပါတယ် Diana ကဒီကိစ္စတွေအားလုံးကအယူကောင်ဂျိုကာချက်ဖြစ်တယ်လို့ပြောတော့ Superman က Diana ကို Lois ဘေးကင်းတဲ့နေရာမှာထားပေးနိုင်မလားလို့ပြောပြီးတနည်းကိုပြန်လွှတ်သွားပါတယ် Green Lantern က Superman စီ ီရောက်လာပြီးစကားပြောမလို့လုပ်နေတော့စူပါမန်ကဂျိုကာကိုပဲခေါ်သွားကြတယ်လေလို့မိလိုက်ပါတယ်အက်မန်ကဂျိုကာကိုဂေါ်ဒန်အချင်းဆောင်ကြီးခေါ်သွားပြီးအခုအဲ့ဒီနေရာကိုမသွားတင်စီအောင်ပြောပါတယ်စူပါမန်ကလည်းဂျိုကာရဲ့တီနေရာကိုသိတာနဲ့ဂရင်းလန်ဒန်ရဲ့စကားကိုဆုံးအောင်နားမထောင်မထွက်သွားပါတယ်ဂရင်းလန်ဒန်ကသူ့ရဲ့ရင်းပါဝါနဲ့စူပါမန်ကိုချုပ်ပြီးတားလိုက်ပါတယ်စူပါမန်မဲကိုစိတ်တိခိုက်ပြီးဒေါ်လာထွက်နေတာငါသိတယ်အရင်ဆုံးငါတို့တွေစကားပြောကြည့်ရအောင်ငါမင်းကိုဒေါသတွေကြောင့်အမားတွေမလုပ်စီခြင်းဘူးဂရင်းလန်ဒန်ရဲ့စကားမဆုံးသေးခင်မှာပဲစူပါမန်ကဂရင်းလန်ဒန်ရဲ့အသားစီကိုလက်သေးချင်းနဲ့ထိုးခဲ့ပြီးကော်တာဘတ်ကိုထွက်သွားပါတယ်ဂရင်းလန်ဒန်ကလည်းလိုက်လာပြီးရိုက်လိုက်ဖို့ပြောတော့ စူပါမန်ကလက်စွပ်ရဲ့အစွမ်းလောင်းနဲ့သူ့ကိုတားဆီးနိုင်မယ်ထင်နေလားဆိုပြီး Green Lantern နဲ့ Lantern ကလက်စွပ်ကိုမမြင်လိုက်ရတဲ့အမြန်နှုန်းနဲ့ချက်လိုက်ပါတယ်။လက်စွပ်မရှိတော့တဲ့ Green Lantern ကလည်း Hal Jordan အဖြစ်ပြောင်းသွားပြီးမျိုးပေါ်ကိုပြုတ်ကျသွားပါတယ်။စူပါမန်က Hal တယောက်ကိုအကြမ်းမနာအောင်ထိန်းထားပေးလိုက်ပြီး Hal ကမျိုးပေါ်ရောက်တာနဲ့ Batman ကိုဆက်သွယ်ဖို့လုပ်နေတဲ့အချိန်မှာပဲစူပါမန်က Hal ရဲ့နှာချက်ကိုယူပြီးအရေးဖြော်ပေးလိုက်ပါတယ်။ Hal ကစူပါမန်မင်းသက်သက်လုံးနောင်နဲ့ရသွားမယ်အလိုမျိုးမလုပ်ဘူးပြောတော့စူပါမန်ကသူ့နောင်တရပြီးသားလို့ပြောရင် Gotham ဘက်ကိုထွက်လာပါတယ်။ Gotham မြို့ရဲ့အကျဉ်းတော်ထဲမှာတော့ Joker က Batman ကိုမင်းတန်မိုးထားရတဲ့အရာကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှာမင်းဘာဖြစ်သွားလဲပြ ြန်ကြည့်ပါဦးမင်းတို့တာမန်လူတယောက်ကမင်းရဲ့အနာကျင်မှုအတွက်တားလူတွေကိုထိုးလိုက်ကန်လိုက် လုပ်နေတဲ့ကောင်ဖြစ်လာခဲ့တယ်သူပါမလို့နော်ဘုရားတကောင်ဖြစ်နေပေမဲ့ဟုတ်သူလူသားတယောက်လိုခံယူရတဲ့သူကရောဘာတွေဖြစ်လာမယ်လို့ထင်လဲလို့ပြောပါတယ်ဘတ်မန်ကဂျိုကာရဲ့ဇာတ်ကားကိုမင်းဖြက်စီးလို့မရတဲ့အရာတွေရှိသေးပါတယ်ဂျိုကာဆိုပြီးပြန်ထုတ်ပြန်လိုက်ပါတယ်ဘတ်မန်ရဲ့ဇာတ်ကားကိုဂျိုကာကလောင်းတယ်လို့လို့နဲ့အစတီလေးရဲ့မင်းကတိတ်ချဖို့ကောင်းတာပဲမင်းတကယ်ချင်းကမင်းလိုမျိုးကစားနေရတာကိုပြောနေမယ်ထင်နေတာလားဘတ်မန်ကသူဝမ်းနဲ့နေလိမ့်မယ်ဒါပေမဲ့သူကငါတိတိမြတယ်မှာအကောင်းဆုံးနဲ့အတန်ပါဆုံးလူပဲဂျိုကာကတော့ငါမထင်ပါဘူးအခုကအရင်ကတည်းကပို့ပြီး ျော်ဖို့ကောင်းလာနိုင်မယ်လို့ပြောနေတဲ့အချိန်မှာပဲစူပါမန်ကထောင်နေရန်ကိုဖောက်ဝင်လာခဲ့ပြီးဂျိုကာရဲ့အင်ဂျီစာကိုဆွဲရင်ရင်းမတက်တဲ့ကိုထုတ်ပေါက်ပြီးဂျိုကာကိုတက်ပြစ်လိုက်ပါတယ်။ဟာလီကွင်းကသူ့ကိုဖမ်းလာတဲ့ရဲကားပေါ်ကရဲတွေနဲ့တိုက်ခိုက်နေပါတယ်။ရဲတွေကိုသူတို့ရဲ့တနက်နဲ့သူတို့ကိုပြန်ပြစ်တက်လိုက်ပြီးရဲကားကိုမောင်းလာပါတယ်။ရေဒီယိုမှာတော့စူပါမန်ကဂျိုကာကိုတက်ထိုက်ပြီးဖြစ်ကြောင်းနဲ့ဟာလီကွင်းကိုလည်းလာတက်နိုင်တယ်မို့လို့ကမ်ဒေါင်ကိုမဖို့ဖို့ပြောနေပါတယ်။ဟာလီကွင်းကရေဒီယိုကိုတနက်နဲ့ပြန်စီပြစ်လိုက်ပြီးသူတို့ရဲ့နေရာကိုသွားနေပါတယ်။သူရဲ့နေရာကိုပြန်ရောက်တော့ဟာလီကွင်းကသူ့ဝိဇ္ဇုံကိုလဲနေတဲ့အချိန်မှာပဲဟာလီကွင်းဆိုပြီး Green Arrow ကလမ်းခေါ်လိုက်ပါတယ်။ဟာလီကွင်းကသူ့ကိုဘယ်လို ရှာတွေ့တာလည်းလို့မေးတော့ brain arrow ကရဲကားကိုခိုးလာပြီးနှောင်းမှလက်တိုက်ထားသေးတယ်မင်းကိုရှာရတာထင်သလောက်လည်းမခတ်ပါဘူးလို့ပြန်ပြောပါတယ် harley quinn ကဘုံသလုံးကို green arrow စီလမ်းပြလိုက်ပါတယ် brain arrow ကဘုံကိုအများနဲ့ပြစ်လိုက်ပြီးမဲ့အချိန်မမီတော့ပဲပောက်ကွဲသွားပါတယ်ဘုံထိတာတဲ့ green arrow ကို harley quinn ကသူ့နဲ့ထူပြီးတနက်နဲ့ပြစ်တက်ဖို့လုပ်ပါတယ် brain arrow ကအများနဲ့တနက်ပြောင်းသွားကိုပြစ်ပြီးကြီးစံထွက်မလာတော့အောင်ပြုတ်လိုက်ပါတယ် harley quinn ကသူ့ကိုအဲ့လိုမျိုးထလှုပ်ပြပါအောင်လို့ပြောတော့ green arrow ကအဲ့ကိုအများနဲ့ပြစ်ပြီး harley quinn ကိုဖမ်းခေါ်သွားပါတယ် harley quinn ကသူ့ကိုစူပါမန်စီခေါ်သွားဖို့လားလို့မေးတော့ green arrow ကမဟုတ်ဘူးလို့ပြောပါတယ် harley quinn ကသူ့သေးသေးနဲ့မထင် မှုလားလို့မေးပါတယ်။ Green Arrow က Harley Quinn တည်တည်ရှိရှိသူ့တို့အရင်မကြီးပဲသူ့တကယ်ချင်းတရားကိုလမ်းမမရောက်သွားအောင်တားကျင်လို့ Harley Quinn ကိုကယ်ကျင်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။ Quinn ကဒုတိယအဲ့ဒါကလောဝိထိုးတယ်လဲအိမ်မလား။ဘာလို့မလို့လဲလို့မေးတော့ Green Arrow ကသူကတခါတလေဝင်းမှရှိနေတဲ့လူကိုထိုးကျင်တဲ့အခါမျိုးမှာထိုးမလို့လို့ပြောပါတယ်။ Harley Quinn ကလည်းသူ့ကိုဘယ်ခေါ်သွားနေတာလဲလို့ထပ်မေးတော့ပြိုးဝဲနေရတဲ့ခုကိုခေါ်သွားနေတာလို့ပြောတော့ Quinn ကလည်းသူ့ကိုကာမွန်မီအဲ့နေရာကိုခေါ်သွားရင်အဲ့ဒါကလျှို့ဝဲနေရမဟုတ်တော့ဘူးလို့ပြောပါတယ်။ Green Arrow က Harley ကိုများတစ်ချောင်းပေးပြီးခဏကင်ကင်နေတာပါတယ်။ Harley Quinn ကင်နေတဲ့အချိန်မှာပဲအထဲကနေမေးစင်းငွေတွေထွက်လာပါတယ်။ ယ်။ဟာလေကွင်းသတိပြန်ရလာတော့တိုင်းတိုင်းမှာလက်ထိတ်နဲ့အချုပ်ခံနိုင်ရပြီးဘယောက်နေလဲမေးပါရယ်။ Green Arrow ကဒီနေရာကအရန်နဲ့တူရဲ့ Arrow Cave ပဲ။နေရာမှာဆိုရင် Superman တော်ရှာသိမှာမဟုတ်ဘူးလို့ပြောပါရယ်။ဟာလေက Arrow Cave ဆိုတဲ့နာမည်ကြီးကတမျိုးကြီးပဲ။ Batman က Batcave လို့ခေါ်တာကတဘာဝကြတယ်။ဒါဆိုတော့လင်းတို့တွေကဂူထဲမှာနေတာလေ။ဘာဖြစ်လို့ The Quiver လို့နာမည်မပေးတာလဲလို့မေးတော့ Green Arrow ကအဲ့နာမည်မဆိုးဘူးပဲလို့ပြောပါရယ်။ Green Arrow ကသူကအခုအပြင်သွားမှာမလို့ဒီကနေဘယ်ကောင်မှထွက်ပြေးဖို့မကြိုးစားပဲ။ပြန်ပါပဲငင်းငင်းလေးနေဖို့လေ။ဒီနေရာထက်လုံညုံတဲ့နေရာဘယ်မှမရှိဘူးလို့ပြောပြီးလက်ထပ်သွားပါရယ်။ လေးက green arrow ကိုအစုံတယောက်ကနင်းကိုနာကျင်အောင်လုပ်နေပေမဲ့အဲ့လူကိုစစ်ချစ်နေခဲ့ဘူးလားအဲ့လူကစိုးသက်နေတာတော့သူနဲ့ခွဲခွာရမှာကိုကြောက်ပြီးသီးခံပြီးနေခဲ့ဘူးလားလို့မေးပါတယ် green arrow ကအဲ့လိုမင်းကလေးတယောက်ကိုမြင်ခဲ့ဘူးပေမဲ့နင်းအကောင် joker နဲ့တော့မတူဘူးအဲ့ကောင်ကစိတ်တစ်ချက်လူသက်သမား psycho ဘက်တကောင်ပဲလို့ပြောပါတယ်လေက green arrow ကိုအသွားခင်နေတဲ့ခါတော့ယူပြပါလားလို့တောင်းဆိုပါတယ် arrow ကမယူနိုင်ဘူးပြောပါတယ်လေကသူ့အိတ်ကလေးကနှာခေါင်းမွေးအထုတစ်ခုကိုယူပြီးသူ့မျက်နှာမှာတက်လိုက်ပါတယ် green arrow လည်းအဲ့ဒါကိုမြင်ပြီးထားယူပါတယ်ဟာလေးကလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ် fortress of solitude မှာတော့ superman တယောက်စိတ်ပြက်လက်ပြက် နဲ့ထိုင်နေပြီးကမ္ဘာလန့်ကသတင်းတွေကိုနားထောင်နေပါတယ်။သတင်းတွေထဲမှာတော့ဂျိုကာရဲ့လုပ်ရဲကြောင့်မက်ရိုပိုလစ်ကဦးဆက်သက်တန်းတော့တည်သွားကြောင်းဆက်သက်ရေးသက်လာနေပါတယ်။နောက်တစ်ယောက်ကသူတို့တွေကဘလို့စိတ်မျိုးနဲ့ဒလုံးညုံနေထိုင်နိုင်တော့မှာလဲ။အစီသမိတ်ထဲမှာလည်းငါတို့တွေရဲ့အသက်ကိုနှုတ်ယူသွားလိမ့်မယ်။နေနေမှာပဲဘီလီယာမျိုးမှာကျူးကျော်တိုက်ခိုက်မှုတွေဖြစ်နေပြီးလူသက်ပေါင်းများစွာသေဆုံးနေကြောင်းဂျိုကာသေဆုံးသွားတာတော့အကြမ်းဖက်မှုတွေကဆက်လက်ရှိနေတဲ့ကြောင်းကြေညာနေခဲ့ပါတယ်။သတင်းတွေကြောင့်ဆူပါမန်လည်းထမ်းဖြစ်စေရတော့ဘူးဆိုပြီး Fortress of Solitude ကနေထွက်လာခဲ့ပါတယ်။ဘီလီယာမျိုးရဲ့တနေရာမှာတော့အောင်လေးတစ်ယောက်ကတိုက်ပွဲတွေကြားကနေကြေးင်းနဲ့ခလုတ်တိုက်လဲကြသွားပါတယ်။ဘုံးတလုံး ံးကသူ့ရဲ့အပေါ်ကိုကြားတော့မဲ့အချိန်မှာပဲစူပါမန်ရောက်လာပြီးကလေးလေးကိုကယ်လိုက်ပါတယ်။ပေါင်လေးက RV ဘာသာစကားနဲ့ကြည့်သူတင်ကြောင်းပြောပါတယ်။စူပါမန်ကကလေးကိုသူ့အမေစီပြန်ပို့ပေးပြီးဒီကဆောဆောရောက်လာတဲ့ကြောင်းနဲ့အားရတဲ့အားလုံးကိုရက်သက်မိမယ်လို့ပြောပြီးဘေလီယာမျိုးတော်ရဲ့မားရုံငန်းစီကိုထိုးပေါက်ပြီးဝင်လာခဲ့ပါတယ်။ဝိုင်းလာနေတဲ့ကြားထဲကနေတမနာရဲ့အင်ဂီဇာကိုဆွဲလာပြီးအကြမ်းမမှုတွေကြောင့်ပျက်စီးနေတဲ့ပေးသိမ့်ပြည်သူတွေရှိတဲ့နေရာတွေစီကိုခေါ်လာပါတယ်။စူပါမန်ကမင်းသူတို့ကိုကာကွယ်ဆောက်ရှောက်ခဲ့တင်တာလို့ပြောပါတယ်။ပြည်ရဲ့တမနာကလည်းကြောက်လန့်ပြီးသူ့ကိုအဲ့လိုလောက်ခွင့်မရှိကြောင်းနဲ့သူကတမနာတယောက်ဖြစ်ကြောင်းပြောတော့စူပါမန်ကသူ့လို့လို့ရတယ် လို့လို့ရတာကိုလည်းအခုမှသဘောပေါက်သွားပြီလို့ပြောရင်သမရအင်ဂျီကိုဆွဲချွတ်ပြီးသူကစပြီးမင်းကသမရမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။အချိန်မှပဲဝါနာဝမန်ရောက်လာပြီးစူပါမန်ကိုဒီနေရာမှာကင်မရာတွေရှိနေတာမို့လို့စိတ်ထဲမှပြောပါတယ်။စူပါမန်ကတော့ကင်မရာတွေရှိတာလည်းကောင်းတာပေါ့။ငါလည်းပြောစရာတွေရှိတယ်လို့ပြောပါတယ်။ဝါနာဝမန်ကဒါကဘာလုံးကြောင်းအောင်ပြောချင်ရင်အရင်ဆုံးလက်မပေးနေတဲ့သွေးကိုအရင်ဆေးပြီးမိုးစိတ်ကိုရိပ်ဖို့ပြောပါတယ်။ဖူလက်သမကမှစကားပြောဖို့အစဉ်သိဖြစ်ရင်ဆက်သွယ်လိုက်မယ်လို့ပြောတော့စူပါမန်လည်းလက်ခံလိုက်ပြီးသမရကိုဆွဲခေါ်သွားပါတယ်။စူပါမန်ကလက်ကသွေးကိုဆေးမိုးစိတ်ကိုရိပ်ပြီးသမရကိုဆွဲလိုက်ရင်ယူဟန်ရှိမှပြချလိုက်ပါတယ်။စူပါမန်ကဆုံးရှုံးခဲ့မှုတွေ တွေတောင်းပန်ရင်သူ့နာမည်အရင်ကကလပ်ကန့်ဖြစ်ကြောင်းပြောပါရယ် Daily Planet သတင်းစာတိုက်ရဲ့သတင်းတော်တယောက်ဖြစ်ကြောင်းပြောပြီးသတင်းတော်တယောက်အနေနဲ့ပဲလူစိုးတွေအကြောင်းကိုရေးခဲ့ပါရယ်ဒါပေမဲ့ Hero တယောက်အနေနဲ့တော့ကမာကြီးကိုလူတွေဖျက်ဆီးတာကိုရက်ကြည့်နေခဲ့မိပါရယ်ဆက်ပြီးဒါမျိုးတွေထမှဖြစ်စေရတော့ဘူးလို့ဆိုပြီးဘီလီယာသမားတော်ကိုလက်ညှိုးထိုးပြီးဒီလူကသူ့နိုင်ငံကလက်နက်တွေနဲ့သူ့နိုင်ငံသားတွေကိုပြစ်ခတ်ဖို့အမိန့်ပေးခဲ့တယ်အဲ့လူကလည်းရာဇဝတ်သားပဲအခုကဆက်ပြီးသူ့လူမျိုးနောက်တစ်ယောက်ပေါ်လာခဲ့ရင်စူပါမန်ကသူ့နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောပါရယ်အဲ့နောက်စူပါမန်ကကင်မရာဘက်ကိုကြည့်ပြီးတော့ဘလောက်ဝယ်ပြင်းထန်နေတဲ့တိုက်ပွဲတွေဖြစ်နေပါစေအကြမ်းမသမားပဲဖြစ်ဖြစ်သမားတော်ပဲဖြစ်ဖြစ်ဘယ်ကောင်းက ုံမှာစောက်ယူမဆိုင်ဘူးသူတို့ကအပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ကိုယူပိုင်ခွင့်မရှိဘူးတကဘာလုံးအပြစ်ခက်ရဆဲရလိမ့်မယ်အိုက်ဝဲတွေအားလုံးရက်တန်းကလိမ့်မယ်မဟုတ်ရင်ငါကိုယ်တိုင်လာရက်ပေးမယ်ဒီကိစ္စတွေအားလုံးကိုရက်တန်းကရက်ခတ်ရမယ်လို့သတိပေးလိုက်ရင်းနဲ့ပဲကောမင့်အပိုင်းနဲ့ကိုဒီညမှာပဲရန်လာလိုက်ပါတယ်